ဟုတ်ကဲ့ပရိသတ်ကြီးဆန်ဦးဘလော့ကတင်ဆက်တော့မှာဖြစ်တဲ့အတွက်အားပေးကြပါအောင်ရှင်အားလုံးပဲမင်္ဂလာပါခင်ဗျာ38ဖျားမင်္ဂလာတရားတော်များမှာယခုတခါတင်ဆက်ပေးမှာကတော့အမတော်စာဓမေတုကုသတရားတို့၌မမေ့မလျော့ခြင်းဆိုတဲ့မင်္ဂလာအပိုင်း27ကိုပုံမြင်တဲ့ပုတ်အဖြစ်တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲကြည့်လိုက်ကြရအောင် ပုံမြင်လေးရဲ့အမိကတော့မမေ့မလျော့သူဟာအောင်မြင်ခြင်းလို့အမိပေးထားပါတယ်။တခါတော့ကတောင်ကုန်းမြို့လေးတစ်မြို့မှာမောင်တုတလို့ခေါ်တဲ့လူငယ်လေးတစ်ယောက်နေထိုင်ခဲ့ပါတယ်။သူ့ရဲ့မိဘတွေကရိုးသားပြီးငယ်စဉ်တည်းကတားပြစ်သူမောင်တုတကိုကောင်းမှုအကျင့်စိုက်တွေနဲ့နေထိုင်ဖို့အမြဲတမ်းသတိပေးတင် जा လေးရှိပါတယ်။မောင်တုတလေးကလည်းငယ်စဉ်ကတည်းကမိဘတွေရဲ့တုံ့တင်ဆုံးမစကားတွေကိုအမြဲတမ်းလိုက်နာပြီးမှကြီးပြင်းလာသူဆိုတော့ ယောသားရဲ့ဂုံပုတ်ရှိတဲ့လူငယ်လေးလို့အများကသိရှိကြပါတယ်။မောင်သူနာရဲ့အဖိုးကအိယာဝင်တိုင်းဆုံးမလေးရှိပါတယ်။ပါရီလူဘဝမှာအရေးကြီးဆုံးကကောင်းမှုလုပ်ရမှာမမေ့မလျော့ပဲစွဲမြဲစွာလုပ်ပါမိသွားရင်တော့ကောင်းကျိုးများကိုအပြည့်အဝမရနိုင်ဘူးလို့တတိပေးလေးရှိပါတယ်။အဖိုးရဲ့စကားကို မောင်သူနာကအမြဲတမ်းမှတ်သားထားသူဖြစ်ပြီးငယ်ရွယ်စဉ်မှာသူ့တငယ်ချင်းတွေနဲ့ကစားခဲ့တော်လဲတခါတည်းမှာငယ်ချင်းအချို့က အရဲတောက်လောင်းကစားစတဲ့မကောင်းတဲ့အကျင့်တွေလုပ်ဖို့တိုက်တွန်းတတ်ပါတယ်။အဲ့ဒီအခါတိုင်းမှာမောင်သူတကအဖိုးမိဘများဤစကားများကိုသတိရခဲ့ပြီးရှောင်ရှားနိုင်ခဲ့တယ်။ဒီလိုနဲ့မောင်သူတဟာအပမဒေါစာဓမေတုကုသိုလ်တရားနဲ့မမေ့မလျော့သည့်လူငယ်လေးတယောက်အဖြစ်လူအများကလည်းအားကြချီးမွမ်းကြပါတယ်အချိန်တွေကြာလာတော့မောင်သူတဟာစီးပွားရေးလုပ်ငန်းလေးတစ်ခုစတင်ဖို့ဆုံးဖြတ်ခဲ့တယ်စတင်ချိန်မှာတော့အခက်အခဲတွေရှိခဲ့ပြီး ငွေကြေးမလုံလောက်ချင်းလူရင်းအားနေချင်းတွေကြောင့်စိတ်ပြန့်အားငယ်ခဲ့ပါတယ်။တချို့သူတွေကမိမိအကျိုးအမြတ်တွေလိမ်နေဖို့မတရားနီးလန်းတွေနဲ့လှင်မြန်စွာအောင်မြင်ဖို့တိုက်တွန်းခဲ့ကြတော့လေ။မောင်တုတကဖောစကားနဲ့မိမများဤသတိပေးမှု အများနဲ့နှလုံးသွင်းထားသည့်အမာဒီအကျင့်လေးတွေကိုသတိရခဲ့တာကြောင့်အမှန်တရားလုံးမဲ့တရားမဲ့နီးနဲ့မောင်မြင်ခြင်းဘူးဥတ္တတရားကို မမေ့မလျော့ဖြစ်ဖို့ကြိုးစားမယ်လို့စွဲမြဲစွာဆုံးဖြတ်ခဲ့ပါတယ်။ အချင်းကြတော့လဲမောင်တုတ္တဤစီကံတစ္ဆာတမာတိဆွေးမြဲမှုကြောင့်သူ့လုပ်ငန်းဟာတဖြည်းဖြည်းအောင်မြင်လာ၍မိသားစုကိုငြိမ်းချမ်းစွာစောင့်ရှောက်နိုင်ခဲ့ပါသည်အရရက်ကလူတွေကလည်းမောင်တုတ္တကိုလေးစားပြီးအပမဒေါသဓမေတုဆိုတဲ့မင်္ဂလာတရားကိုလိုက်နာသူကုသိုလ်တရားထဲမှာမမေ့မလျော့သူလို့မောင်တုတ္တကိုချီးကျူးဂုဏ်ပြုလာကြပါသည်ဒီပုံပြလေးရဲ့သင်ခန်းစာလေးကတော့မမေ့မလျော့ခြင်းဆိုတာမိဘဆရာတို့ကတတိပေးသည့် ောင်းမှုတရားများကိုအမြဲတည်းရခြင်းအကျိုးအမြတ်လျင်မြန်စေတဲ့နိလမမန္တာတွင်နဲ့စည်းဝါးရေးတွေမလုံခြင်းအခက်အခဲတွေကြုံလာစဉ်တိုင်းကောင်းမှုအလေးချင်များကိုပိုပြီးလုံခြင်းဓာတ်တွေကိုဆွေးမြဲနိုင်သူတို့ဟာတကယ့်ကိုအောင်မြင်မှုနဲ့ငြိမ်းချမ်းမှုကိုရရှိနိုင်မှာ ဖြစ်တဲ့ဆိုတဲ့အကြောင်းပမာပေးတင်ပြလိုက်ရပါတယ်ခင်ဗျာ